မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ September 18ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းကမ်ဘလူမြို့နယ်ဇီးကုံမြို့ရဲစခန်းကိုဝင်းရောက်တိုက်ခိုက်ရာရဲရရှိငယ်များအပါအဝင်ရဲ6ဦးသေဆုံးသွားပြီးတော့၄ဦးကိုအရှင်ဖမ်းဆီးရမိကလက်နက်ဆက်နက်လက်သိမ်းဆီးရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကစက်တဘာလ18ရက်နေ့ညနေ3:00ခန့်မှာ ကံဘလူမြို့နယ်ဇီးကုန်းမြို့ရဲစခန်းကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုဟာမိနစ်ပိုင်းသာကြာမြင့်ခဲ့ပြီးတော့အကြမ်းမတ်စစ်တပ်ကရဲဘိုလေးနဲ့ရဲတပ်သားများအပါအဝင်6ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ဘိုလေး2ဦးရဲတပ်သား2ဦးရဲမိသားစုဝင်4ဦးနဲ့အချုပ်သား3ဦးတို့ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာရဲတွေစီကနေပြီးတော့ G3 တနက်6လက် G4 တနက်1လက် MA15 တနက်တလက်နဲ့ PS2 တနက်တလက်တို့ကိုတင်စီရရှိခဲ့ပြီးတော့ရဲစခန်းအတွင်းမှာရှိတဲ့ ဲ့အဆောက်အဦများကိုမီးရှို့ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။ဇီးကုန်းမြို့ရဲစခန်းကိုကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေဝင်ရောက်တိုက်ခတ်ခဲ့တာအရာရှိငယ်တွေအပါအဝင်ရဲ6កောင်တိတ်ဆုံးပြီးတော့ရဲ၄កောင်ကိုတော့အရှင်မိတယ်။ကြံတဲ့ဖမ်းဆီးရမိသူတွေကသူတို့ရဲမိသားစုဝင်နေတဲ့အချုပ်သားတွေပါလက်နက်ဆက်နက်လက်တိမ်းစီရရှိခဲ့ပါဗျ။တိုက်ပွဲကမိနစ်ပိုင်းလောက်ပဲကြာလိုက်တယ်လို့ဒူဝန်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတောင်းရှိသူကရှင်းပြထားပါဗျ။ ၎င်းတိုက်ခတ်မှုကိုကမ်ဘလူခရိုင်ပကဖစစ်ကြောင်းကဥဆောင်ပြီးတော့ရေဦးဒူဝံပကဖနဲ့နယ်မြေကပကဖများကပူးပေါင်းတိုက်ခတ်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးတော့စစ်မှုထမ်းခြေလာစဉ်ကောက်ခံနေတဲ့ယာယီမှုဖိုးကျော်ကိုပြစ်ခတ်တိုက်ခတ်ရာတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စက်တဘာလ18ရက်နေ့မနက်9:00နာရီကမှနတ်တလင်းမြို့နယ်ရှားစီဘိုးရွာအောက်စုကယာယီမှုဖိုးကျော်ကိုတော်လိုင်းတပ်ဖွဲ့များကကျေးရွာအတွင်းမှာရှိတဲ့၎င်းရဲ့နေအိမ်အတွင်းမှာဝင်းရောက်ပြက်ခတ်တဲ့အချိန်ထွက်ပြေးသွားတဲ့အတွက်ကြောင့်လိုက်လံပြက်ခတ်ခဲ့ရာတေဆုံးသွားတယ်လို့သိရပါတယ်။တေဆုံးသွားတဲ့ရှားစီဘိုးရွာအောက်စုကယာယီမှုဖိုးကျော်ဟာအကြမ်းဖက်ဆက်တက်နဲ့ပူးပေါင်းပြီးတော့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးခြင်းကျေးရွာအတွင်းမှာလာစဉ်စစ်မှုထမ်းခြင်းဆိုပြီးတော့ငွေကြေးများကောက်ခံခြင်းတွေကိုလှုပ်ဆောင်နေသူဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်တေဆုံးသွားတဲ့ယာယီမှုဖိုးကျော်စီကနေ ဆိုင်ကယ်တစ်စီးနဲ့ဖုန်းတစ်လုံးတို့ကိုတင်စီရရှိခဲ့ပြီးတော့ဒေါ်လာရဲ့ရဲဘော်တွေကတော့အထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ရာရင်မှုဖိုးကျော်ကလူငယ်တွေကိုစစ်ခွေးတွေနဲ့ပေါင်းပြီးတော့ပေါ်တာဆွဲဖမ်းဆီးတာတွေလာတိုင်းလိုလိုစစ်မှုထမ်းကြီးကောက်တာတွေလုံဆောင်နေတာသူ့ရဲ့အိမ်ထဲမှာတွားပြီးတော့ပြစ်ခဲ့တာ ူကထွက်ပြေးလို့နောက်ကနေလိုက်ပြရင်နဲ့ပွဲချင်းပြီးသိဆုံးသွားပါတယ်ကျွန်တော်တို့လိုက်ပြတဲ့နေရာကစစ်ခွေးတွေကင်းပတ်နေတဲ့အနီးတစ်ဝိုက်မှာပဲပြစ်ခတ်နိုင်ခဲ့တယ်ရဲဘော်တွေကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့တာယာဝရီခရိုင်အမတ်တေတိုက်ရဲ383တက်ကတာဝန်ရှိသူကပြောဆိုထားပါတယ်၎င်းတိုက်ခိုက်မှုကိုဘကိုးတိုင်းစစ်ဌာနအမတ်22ဘျူဟာတာယာဝရီခရိုင်တရင်တက်တခွဲခွန် Gold Brother ရဲဘော်များကလုံဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းဒဝယ်မြို့ကို ်အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်တဝဲကိုရောက်ရှိနေပြီးတော့လုံခြုံရေးဆိုးရင်ရတဲ့အတော်စစ်ရင်အားတွေထောင်ချီသုံးကတမျိုးလုံးကိုပိတ်ဆို့ထားပြီးတော့တဝဲမြစ်ထဲမှာလဲစစ်သည်မောင်များကင်းလိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့စက်တဘာလ16ရက်နေ့မှာတဝဲမြို့ကိုစစ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ရောက်ရှိနေပြီးတော့မြို့ပေါ်လမ်းများအားလုံးကိုစစ်တပ်ကပိတ်ပင်ထားတယ်လို့သိရပါတယ်မြို့တမျိုးလုံးမှာလဲလုံခြုံရေးအင်အားထောင်နဲ့ချီချထားပြီးတော့တန်ကြပ်ကကားများလဲလှည့်လည်နေတယ်လို့သိရပါတယ်ဒါအပြင် တဝဲမြေထဲမှာလဲစစ်သည်မောင်းများနဲ့ကင်းလန့်နေတယ်လို့တော်လိုင်းရေးစီရေးတရေအေးမေကပြောပြထားပါရယ်မင်းအောင်လိုင်းကဒီကနေ့မှာတဝဲမျိုးတော်ခန်းမှာဖွင့်ပွဲအခမ်းအနားကိုရောက်ရှိနေပြီးတော့တဝဲမျိုးကနန်းစီဒီယန်များမျိုးမီမျိုးဖနဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့လဲတွေ့ဆုံမှာဖြစ်တယ်လို့သိရပါရယ်တဝဲမျိုးဘော်ကတကိုးကြီးဖရာတချို့နဲ့ဘုံကြီးเจ้าများကိုလဲတွားရောက်လဲပတ်မယ်လို့ပြောပါရယ် ။ဒဝဲမျိုးအဝင်အထွက်ကိုအကုန်လုံးပိတ်လိုက်ပြီးတော့စစ်ခွေးကောင်းဆောင်မင်းအောင်လိုင်းရောက်နေပြီလို့သိရတယ်။ဒဝဲမျိုးတော်ခမ်းမတက်ကိုလာပြီးဖွင့်လှစ်တယ်လို့သိရတယ်။ဒဝဲမျိုးပေါ်မှာစစ်ခွေးတွေအရွက်ဝတ်တွေနေကောကားတွေနေကောကင်းလည်နေတာ။အင်အားကထောင်ထဲချီပြီးတော့ရှိတယ်။ဒဝဲမျိုးထဲမှာလည်းစစ်သည်မော်တွေကောတန်ချက်ကားတွေကောတန်ကုန်မော်တင်ပြီးတော့ကင်းလည်နေတာရှုံနေတာပဲ။ရေချောင်းအင်အားလည်းအများပြားချထားတယ်လို့ဒေတာပဲစီရေးသတင်းအရေးမြစ်ကရှင်းပြထားပါရတယ်။အလားတူပဲ မနေ့ကတိုက်ပွဲဖြစ်ပွားခဲ့တဲ့ဒဝဲလောင်းလုံးလမ်းမိုင်းကိုလည်းအကြမ်းမဆက်တကအင်အားရာနဲ့ချီတက်ဖြတ်ထားပြီးတော့ကမျောကင်းတရားကိုလည်းပိတ်ချပြီးဖြတ်တန်းခွင့်မပေးတော့ဘူးလို့ပြောပါတယ်။ မနေ့ကလည်းအကြမ်းစစ်ခွေးခေါင်းဆောင်မင်းအွန်လိုင်းလာရောက်มาဖြစ်တဲ့အတွက်စစ်တပ်ကနယ်မြေရှင်းလင်းရေးလှုပ်ဆောင်ကဒဝယ်မြို့နယ်လောင်းလုံးမြို့နယ်တရချောင်းမြို့နယ်နဲ့ရေးပြူမြို့နယ်တို့မှာရှိတဲ့ကြေးရွာ၁၀ခုကျော်ကို112လေးရင်နှစ်စီးနဲ့120မမဘုံများအကျိန်90ကျော်ကျဲချတိုက်ခိုက်ခဲ့ခြင်းကြောင့်လောင်းလုံးမြို့နယ်ဝီဒီရွာကအသက်60အရွယ်ဒေါ်တင်ရှိန်နဲ့အသက်30အရွယ်အမျိုးသားတအူးသေဆုံးခဲ့ပြီးတော့အသက်60အရွယ် ဦးယူစိန်အသက်30အရွယ်အမျိုးသမီးတုံးနဲ့အသက်10နှစ်အရွယ်ကလေးငယ်၃ဦးတို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါရခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာမင်းအောင်လှရဲ့အအောင်ပြေဆုံးအပါအဝင်စစ်ခွေးတပ်ကတင်းယူခဲ့တဲ့တိုးချက်တက်မြေဧက200ကျော်ကိုပြန်လည်ရရှိရေးအတွက်အသိန်းခံလိုက်ရတဲ့ပြည်သူများက ကန့်ကွက်စာများတင်သွင်းလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်တပ်ကတင်းယူထားတဲ့ပြည်လွယ်မျိုးနဲ့ရက်ကွက်ကြီးဆက်နဲ့ရေချမ်းဟိုးကြီးရွာအုပ်စုမှာရှိတဲ့မြေက200တက်သမ4เอกဟာလဲမြေများမဟုတ်တော့ပဲရက်ကွက်အဖြစ်နဲ့တတ်မှတ်ခဲ့တဲ့မြို့မြေများအဖြစ်နဲ့ပြောင်းလဲခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပြောင်းလဲတတ်မှတ်မှုကို2006ခုနှစ်ဇူလိုင်လ22ရက်နေ့ကပြည်ထောင်ဝန်ကြီးဌာနရဲ့အမိန့်ကြေညာစာအမှတ်200မြင်းဆောင်22 254ဦးတင့်နဲ့မန္တလေးတိုင်းပြည်လွယ်ခရိုင် ပြင်းလွယ်မြို့နယ်ပြင်းလွယ်မြို့ကိုမြေအေရိယာ25303အေကမှာ27ရက်ကွက်နဲ့တိုးချက်ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ပြည်ထရေးဝန်ကြီးဌာနရဲ့အမိန့်အရမန္တလေးတိုင်းအစိုးရအဖွဲ့စီပင်တရားရေးဝန်ကြီးဌာနကလည်း2020ခုနှစ်အောက်တိုဘာလ31ရက်နေ့ရက်စွဲပါအမိန့်ကြေညာစာအမှန်၃မြင်းဆောင်ဝကမြင်းဆောင်2021-344စီပင်နဲ့ရေချမ်းဦးကျေးရွာအုပ်စုမှာရှိတဲ့မြေအေက204.4အေကကိုစီပင်တရားရေးနယ်နိမိတ်အဖြစ်နဲ့သတ်မှတ်ခဲ့တယ်လို့သိရပါဗျ။ စစ်ခွေးတက်ကတင်းယူလိုက်တဲ့မြေအီက200ကျော်ဟာလယ်မြေများမဟုတ်တော့ပဲမြို့မြေများအဖြစ်နဲ့ပြောင်းလဲတတ်မှတ်ခဲ့တဲ့အတွာလယ်ယာမြေဥပဒေနဲ့အညီအခြားနေအုံပြုခွင့်ရှောက်ထားခြင်း grand ရှောက်ထားခြင်းများပြုလုပ်ခွင့်ရရှိထားပြီဖြစ်တယ်လို့သိရပါတယ်အခြားနေအုံပြုခွင့်ရရှိထားသူများဟာ grand မြေပေါက်ရရှိထားသူများနဲ့ပုံစံ9အမြေပေါက်ရရှိထားသူများလည်းရှိနေတယ်လို့သိရပါတယ် ်ပြင်းလွင်မြို့နယ်မှာနေရာအသီးသီးမှာအပြည့်အဝသုံးဆွဲခြင်းမရှိဘဲနဲ့ပိုရှန်နေတဲ့တပ်ပိုင်းမြေနေရာများစွာရှိနေတယ်လို့သိရပါတယ်ပြည်သူများစွာနေထိုင်နေတဲ့ဒီမြေဧက200ကျော်ကုန်မှစစ်ခွေးတပ်ကသိမ်းယူမယ်ဆိုပါကပြည်သူပေါင်းများစွာရဲ့အသက်အိုးအိမ်စီးစိမ်များစွာထိခိုက်နေတာဆုံးရှုံးမှုများဖြစ်ပေါ်နိုင်မယ်လို့ပြည်သူများကကန့်ကွက်စာတင်သွင်းထားပါတယ်။လက်ရှိမှာပြင်းလွင်မြို့ရေချမ်းဦးကြီးရွာအုပ်စုမြေဧက200ဒသမ41ဧကအခြေဝင်းမှာရှိတဲ့မြေခွက်ကို ဒုတိယဗိုလ်မှူးကြီးတိန်းနိုင်ထွန်းကတပ်ပိုင်မြေအဖြစ်နဲ့အခြားနေအုံပြုရန်ရှောက်ထားခဲ့မှုအပေါ်မြေစည်းဌာနကခွင့်မပြုရန်ပြည်သူများကဝိုင်းဝန်းကန့်ကွက်ထားကြပြီးတော့မြေသိမ်းခံရတဲ့ပြည်သူတအူးချင်းစီကလည်းကန့်ကွက်စာများတင်သွင်းထားတယ်လို့သိရပါဗါး။ဘာပဲဖြစ်ဖြစ်ဗျာကောက်ရိုးလေးတက်မြင်ပေါ့ဒီနေရာကပြည်သူတွေပိုင်ဆိုင်တဲ့မြို့မြေကိုစစ်ခွေးတပ်ကအတင်းအဓမ္မတိမ်းယူခဲ့တာပါ။အခုဒုတိယဗိုလ်မှူးကြီးတိန်းနိုင်ထွန်းဆိုတဲ့ကောင်ကတပ်ပိုင်မြေအပြင်အခြားနေအုံဆွဲခွင့်ရှောက်ထားတာတွေကို မြေအသိမခံရတဲ့ပြည်သူတွေအားလုံးကဝိုင်းဝန်းကန့်ကွက်ကြတာပါမအောင်မြင်နိုင်ဘူးဆိုတာသိပေမဲ့နောက်ဆုံးလက်ကျန်ခွန်အားနဲ့တရားမျှတမှုရလို့ရညာဝိုင်းကန့်ကွက်ကြတဲ့သဘောပါပဲလို့မြေသိမ်းခံရတဲ့ပြည်သူတို့ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိတ်မှုကြီးရွာမော်ရှန်ရက်ကွက်မှာရှိတဲ့ရတနာစိန်ကုမ္ပဏီဝင်းတဲ့ကိုအချမ်းပါဆက်တက်ကလေရင်နဲ့ဘုံချဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့စက်တင်ဘာလ17ရက်နေ့မနက်အစောပိုင်း7:00နာရီကျော်လောက်မှာအချမ်းပါစိတ်ခွေးတက်ကစိတ်မှုကြီးရွာမော်ရှန်ရက်ကွက်မှာရှိတဲ့ရတနာစိန်ကုမ္ပဏီဝင်းကိုလေရင်နဲ့ဘုံချဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းပြည်သူများထိခိုက်မှုမရှိတော့လဲရတနာစိန်ကုမ္ပဏီဝင်းအတွင်းမှာထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ပြောပါတယ် ဖားကန်စိတ်မှုကြီးပါကိုညတကောင်ရန်အချိန်ကြီးမှာစစ်ခွေးတွေကလေရင်နဲ့ဘုံကျဲတိုက်ခိုက်သွားတာပါရတနာစိန်ကုမ္ပဏီဝင်းအတွင်းမှာတော့ထိခိုက်ပျက်စီးမှုရှိတယ်ပြည်သူတွေတော့ထိခိုက်တာမရှိဘူးလို့ဒေသနေပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်အလားတူပဲမနေ့ကစက်တဘာလ18ရက်နေ့ညနေ4နာရီလောက်မှာဖားကံမြို့အတွင်းမှာရှိတဲ့အကြမ်းမတ်စစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့ရာဆိုင်းတောင်စိတ်မှုကြီးရွာမော်ရှန်ရက်ကွက်အတွင်းကိုကြောက်ရောက်ပောက်ခွဲခဲ့ပြီးတော့အသက်9နှစ်အရွယ်မတ်မေမြန်နိုးသွဲပွဲချင်းပြီးတေဆုံးကညမဖြစ်သူမတ်ခင်မြန်နိုးအသက်18နှစ်အရွယ် မောင်အောင်လင်းဦးနဲ့အသက်60အရွယ်ဒေါ်ဝင်းတို့လည်းထိမှန်ဒဏ်ရာရရှိကနေအိမ်နှလုံးလေးပျက်စီးသွားတယ်လို့သိရပါဗျ။ဒါပြင်ကရင်ပြည်နယ်ဒီမော့ဆူမြို့နယ် တနန်းဦးကွန်ရွာဖះเจ้าကိုလည်းအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ် KNY People's Voice ကသတင်းဖော်ပြထားပါတယ်။စက်တင်ဘာလ18ရက်နေ့မနက်ပိုင်းမှာဒီမော့ဆိုမြို့နယ်တနန်းဦးကွန်ရွာဖះเจ้าကိုအကြမ်းဖက်ဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခိုက်ခဲ့ပြီးတော့အကြမ်းဖက်ဆက်တက်ရဲ့တက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲဖះเจ้าထိခိုက်ပျက်စီးသွားခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ရဲ့လမ်းမများပေါ်မှာလူဖမ်းဆီးငွေညစ်ခြင်းကိုစစ်တပ်နဲ့မသက်ဆိုင်သူများကပါလုံဆောင်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်မြို့ရဲ့လမ်းမများပေါ်မှာတွာလာနေတဲ့ပြည်သူများကိုအလစ်ဝေဖမ်းကစစ်မှုထမ်းတင်တန်းချောင်းကိုပို့ဆောင်ခြင်းကိုရန်ကုန်အခြေစိုက်စစ်သားနဲ့ပြူစောထီတွေကတွင်တွင်ကြဲကြဲလုံဆောင်လျက်ရှိရာအခုလအတွင်းမှာစစ်တပ်နဲ့မဆိုင်တဲ့ကောင်တွေကပါစစ်မှုထမ်းအတွက်ဖမ်းဆီးတရားောင်းနဲ့ပြန်ပေးဆွဲငွေညစ်နေတယ်လို့ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံကသိရပါဗျာ။ အခုချိန်ထိအဲ့ဒီလိုပုံမရိုက်ပြီးတော့ပြန်ပေးဆွဲနေတဲ့ကောင်းတွေကိုရဲတပ်ဖွဲ့ကဖမ်းမိတာမရှိသေးပါဘူး။ဒါပေမဲ့ရဲနဲ့လူမိုက်ဆိုတာမကင်းရမကင်းချောင်းတွေဆိုတော့ရန်ကုန်လူမိုက်တွေစီကနေပြီးတော့ကျွန်တော်တို့အခိုင်အမာသိရတာဒီလာထဲမှာအဲ့ဒီလိုပုံမရိုက်ပြီးရောရောင်ပြန်ပေးဆွဲတဲ့ကောင်းတွေများလာတယ်လို့၎င်းကရှင်းပြထားပါတယ်။ပေါ်တာဆွဲသူများရောပြန်ပေးဆွဲသူများပါအိမ်စည်းကားတွေကိုအသုံးပြုပြီးတော့အရက်ဝတ်တွေဝတ်ဆင်ပြီးတော့တနက်လဲပါလာလေးရှိတဲ့အတွက်အမှန်တကယ်ပေါ်တာဆွဲခြင်းဟုတ်မဟုတ်ခွဲကြရမလွယ်ကူဘူးလို့၎င်းကရှင်းပြထားပါတယ်။ ပြောရရင်တော့ဗျာရန်ကုန်ရဲဆိုတာကစစ်တပ်ကိုကြောက်ရတယ်စစ်တပ်ကသူတို့ရဲ့ပထွေးလေအဲ့ဒါကြောင့်ကိုကစစ်သားမဟုတ်တဲ့အတုတွေထင်ပြီးတော့တကယ်တမ်းဝင်ဖမ်းမှာအတုမဟုတ်ပဲစစ်သားအစ်စ်ဖြစ်နေရင်တော့ကိုချိုးနေပြီးအ ਨੇ ဆုံးတော့ပားရိုက်ခံရမှာနေပြောင်းခံရတာတွေလည်းဖြစ်နိုင်တယ်ပြီးတော့အတုဆိုတာတေချာအောင်မှဟိုကောင်နေစီမှာတနက်လဲပါလာတယ်ရဲလောက်လဲမကြောက်ဘူးဆိုတာကိုကိုယ့်အသက်အသေးခံပြီးတော့ဘယ်သူမှဝင်မဖမ်းရကြဘူးလို့၎င်းကရှင်းပြထားပါတယ် စစ်ဘုတ်တဲ့အတွက်ပေါ်တာဆွဲဖမ်းဆီးသူများဟာလူငယ်နဲ့လူလက်ပိုင်းအွယ်များကိုပြစ်မှတ်ထားပြီးဖမ်းဆီးလိုက်ရှိတယ်လို့၎င်းကရှင်းပြထားပါတယ်။အခုရန်ကုန်မှာအမျိုးသမီးငယ်ငယ်အွယ်အွယ်တွေလည်းပျောက်နေတာအမှန်ပါပဲ။ဘာကြောင့်ပျောက်သလဲဆိုတာတော့အခုချိန်ထိမကွဲသေးဘူး။ စစ်မှုတန်းအတွက်လားလူမောင်ခိုလားပြန်မေးဆွဲတာလားအဲ့ဒါတော့တေချာမပြောနိုင်သေးဘူးလို့၎င်းကပြောပြထားပါတယ်စစ်မှုတန်းအတွက်လူတအုပ်ဖမ်းဆီးရမိပါက10သိန်း15သိန်းကစပြီးတော့350အထိရရှိနေတဲ့အတွက်ရန်ကုန်မြို့မှာစစ်သားပြူစောထီးများနဲ့ရက်ွက်အုပ်ချုပ်ရေးမှုတွေကအင်တိုင်းအားတိုင်းပေါ်တာဆွဲနေကြပြီးတော့စစ်တပ်နဲ့အစီအပြေတဲ့ရဲတချို့လည်းလုံဆောင်နေတယ်လို့ရဲသတင်းအရေးမြစ်ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းဖတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ